ဂျက်ရှွာမှာအရန်ကိုမှကြွေရတဲ့မင်းသမီးကြီးမိုးရီကိုကတော့ဂျက်ရှွာဘန်ကိုလုံးဝထိမှန်မထားတဲ့ຢာရီပြောကုန်ပါပြီ။ဂျက်ရှွာဘန်ရဲ့ UFC flyweight နဲ့ Matthew Fighter ကြီးဖြစ်တဲ့ Brandon Reba ရဲ့ထူးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။ Brandon Reba ကအရက်ရှိတယ်ပြီးတော့ကျတော့လက်တန်ရှိတာဖြစ်တဲ့တော့တတိုင်းကလုံးကပြစ်တတိကတော့ Joshua Van ကိုစိုးရင်ခဲ့ကြရီဒါလေးဖြစ်တဲ့နေပြီးတော့ Joshua Van ကလူစားထုတ်ဝင်ထိုးသက်ပေးရတာမဟုတ်ဘူးလားသူ့အနေနဲ့ ၃ဘတ်အတွင်းမှာ၂ပွဲဆက်တိုက်ထိုးတယ်။ဆရိတ်ခါကျတော့နှစ်ချိန်တည်တည်ဘာဖြစ်လဲ weight shot လိုက်ရတယ်။ဆိုတော့ဒီ Yari ကတော့ပြိုင်ပွဲအတွင်းမှာလုံးဝကို effect မဖြစ်ဘူးဆိုရင်တော့ဘောနော်ကျွန်တော်တို့ effect ကတော့အနည်းငယ်ဖြစ်တယ်။ဒါကြောင့်မို့လို့လေမြန်မာပြည်သက်တွေကတော့အရင်အရင်ကို Joshua Bandet စူးရင်ကြတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ပါ UFC ရဲ့တကယ်ကိုမှ Legend Fighter ကြီးတွေကတော့ဒီပွဲမှာ Joshua Band ကအနိုင်ရလိမ့်မယ်လို့သူတို့ကသွက်ထားတာဗျ။ Joshua Band ဟာဒီပွဲမှာအပေါ်ကြီးနဲ့ပေါက်နေတာကိုလေကျွန်တော်နေနဲ့တွေးရတယ် ဗေဒကကျတော့ဂျက်ရှွာဘန်ကတက်လူဖြစ်တယ်ဘော့စကင်စကေးလည်းအရန်ကောင်းနေထေတောင်းဒီဖ ens ကောင်းနေအရှောင်းတင်းအရန်ကောင်းနေပွဲတွင်းအာယုစူးဆိုင်မှုအရန်ကောင်းနေဒါရီကပဲသူ့ကိုနိုင်ပွဲရစေလိမ့်မယ်လို့ကျွန်နေနဲ့ထင်နေပေါ့နော်တောက်လျှောက်ပဲပွဲတိုင်းဒီဘာမှာသူကတခြားဖိုက်တာတွေကိုခဏကိုအသာပေးနေကစားရတယ်ပေါ့နော်သူကဒီ fly weight တန်းမှာကတော်တော်လေးကိုလူကောင်သေးတဲ့အထက်မှာပါတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာလဲစိုးရိမ်နေကြတာကတော့အပြစ်တော့မပြောလို့ဘူးဒါပေမဲ့ Joshua Bang ကိုအပြစ်ဝယုံကြည်ပေးစေချင်တယ် ဒီလိုချိန်မှာပဲသူအရန်ချစ်ရတဲ့သူအရန်ကိုမာသဘောကြတဲ့မင်းသမီးကြီးမိုးကြီးကိုကတော့သူလေဒီကနေ့မှာပဲဂျက်ရှွာဘန်ပွဲကိုစောင့်ကြည့်မှာဖြစ်ပြီးတော့သူကိုယ်ရင်ကလည်းဂျက်ရှွာဘန်ကိုသဘောကြတဲ့အကြောင်းမြန်မာကူဆောင်ဖိုက်တာဖြစ်တဲ့အတွက်အားပေးနေတဲ့အကြောင်းကိုဂျက်ရှွာဘန်ကပြောသွားခဲ့တာဖြစ်တဲ့အတွက်တနိုင်ကလုံးဝပြည်သက်တွေကတော့ဂျက်ရှွာဘန်သာဒီပွဲကိုနိုင်သွားရင်မိုးကြီးကိုကအဖြေပေးတော့မှာလားဆိုပြီးတော့စားနှောက်နေကြပြန်ပြီလေဖြစ်ပါရင်တော့